မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 20ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘိုခရိုင်ဒီပေရဲမြို့ကိုမြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေတဲ့အချိန်တွဲမှာနိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့သူ18ဦးအပါအဝင်အချုပ်သားအယောက်20ကိုကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်လ15ရက်နေ့ကနေပြီးတော့18ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့သူတွေရှိတဲ့ရဲစခန်းအချုပ်ထောင်ကိုတော့18ရက်နေ့မှာဝင်ရောက်စီးနင်းနိုင်ခဲ့ကအချုပ်သားတွေထိခိုက်ဒဏ်ရာမရအောင်လို့ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အကျဉ်းသားတွေကယ်ထုတ်ပြီးတော့ဒဏ်ရာရရှိလာမေးတော့တယောက်မှမရဘူး။တိုက်ပွဲစပြီးတော့ဖြစ်တဲ့အချိန်ကလေးကထမင်းမဆရတာ3-4ရက်ရှိပြီလို့ပြောတယ်။အကုန်လုံးလာခဲ့မဲ့အချိန်ကိုစောင့်နေရတာကြာပြီဆိုတဲ့စကားတန်တွေကိုကြားခဲ့ရတယ်လို့ရှေ့တန်းစစ်စင်ရေးတပ်မှုတအုပ်ကပြောပြခဲ့ပါတယ်။စာနာပြတဲ့အချိန်မှာဖမ်းဆီးခံရတဲ့သူ ရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတဲ့နောက်ဖမ်းဆီးခံရတဲ့သူစတဲ့နိုင်ငံရေးအမှုနဲ့ဖမ်းဆီးခံရတဲ့သူ18ဦးနဲ့တိကိစ္ဆာကြောင့်ဖမ်းဆီးခံရတဲ့သူတအူအဖိုးဖွား2ဦးစုစုပေါင်းအယောက်20ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါရယ်ကျွန်တော်တို့ကဘန်ကာနဲ့ခြံစည်းရုပ်ကိုဖောက်ပြီးတော့ရဲစခန်းကိုဝင်လုံးတဲ့အချိန်အော်ဒါနေစပြီးတော့ကြားရတယ်သူတို့ကအကျဉ်းသားတွေပါသူတို့ရှိနေပါသေးတယ်အော်လာမှရှိမှန်းသိတာ ရဲစခန်းကိုဆက်ရှင်းတဲ့အချိန်တော့တရိပ်ထားရတာဗောလို့96 soldiers PDF စစ်ရေးတာဝန်ခံရဲဘော်မန်းလေးကပြောဆိုခဲ့ပါတယ်လက်ရှိလေကြောင်း NDL လည်းရှိနေတဲ့အတွက်လွတ်မြောက်လာတဲ့သူတွေကိုဘေးကင်းတဲ့နေရာမှာထိမ့်သိမ်းထားပြီးတော့နောက်ဆက်တွဲလုပ်ငန်းစဉ်တွေကိုဆက်လက်လုံဆောင်နေတယ်လို့ဒီပဲမျိုးနဲ့ပကဖကတာဝန်ရှိသူကပြောပြထားပါတယ် ဒီဘဲရဲမျိုးကိုဩဂတ်စ်လ18ရက်နေ့မနက်အစောပိုင်းမှာဒေသခံကာကွယ်တပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့ပေမယ့်အဲ့ဒီနေ့နေ့လယ်2နာရီနောက်ပိုင်းမှာစစ်ကောင်စီက၄ချောင်းတုံးပြီးတော့တိုက်ခိုက်တာမန္တလေးနန်းသွေးမှာရှိတဲ့ခမရ840ချောင်းကစစ်ကူတရားဝင်းကျင်ကို၄ချောင်းအကူနဲ့မြို့ရဲကိုပြန်ပို့ထားခဲ့တာကြောင့်ဒေသခံကာကွယ်တပ်တွေပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာအလံဖြူထောင်လက်နက်ချခဲ့တဲ့စစ်ကောင်စီဘက်ကပြူစောထီးနန်းစီဒီယန်ဝန်ထမ်းနဲ့မိသားစုဝင်တရားကျော်ကိုလည်းဆက်လက်ပြီးတော့ထိန်းသိမ်းထားတယ်လို့ကာကွယ်တပ်ဖွဲ့တွေကသိရှိရကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းကျွန်းစုမြို့နယ်တောပြားကြီးကျေးရွာအုပ်စုမင်းကောင်းစီကျေးရွာမှာပြူစောထီနဲ့တပ်သားတင်များစုဆောင်းနေတဲ့ပြူစောထီခေါင်းဆောင်နော်မင်းနဲ့ပြူစောထီကျဲစင်အောင်တို့ကိုပြစ်ခတ်တိုက်ခတ်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ19ရက်ညနေ6:00နာရီအချိန်ကကျွန်းစုမြို့နယ်တောပြားကြီးကျေးရွာအုပ်စုမင်းကောင်းစီကျေးရွာမှာပြူစောထီတပ်သားတင်များခေါ်ယူစုဆောင်းနေပြီးတော့တင်နှန်းများကိုလည်းပို့ချပေးနေကြောင်းသတင်းရရှိတဲ့အတွက်ပြူစောထီများကိုတွားရောက်ဖမ်းဆီးရာမှာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့ပြူစောထီခေါင်းဆောင်နော်မင်းနဲ့ပြူ ူဆော့တီကျဲစင်အောင်တို့တေဆုံးသွားတယ်လို့သိရပါဗျ။တေဆုံးသွားတဲ့တူဆော့တီခေါင်းဆောင်အနေနဲ့ ကြီးရွာများအတွင်းမှာနေတဲ့ပြည်သူများကိုတပ်သားအစ်များစုဆောင်းခြင်းမျိုးမပြုတ်လို့ရန်အချိန်ချင်းသတိပေးထားတော်လဲလိုက်နာဆောင်ရွက်ချက်မရှိတဲ့အတွက်တွားရောက်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်းဖမ်းဆီးတဲ့အချိန်မှာလည်းပြန်လည်ခုခံတိုက်ခိုက်တဲ့အတွက်ပြစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်းကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကျိုးစုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ကြီးရွာနေပြည်သူများနဲ့လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းအတိပေးထုတ်ပြန်ထားပါတယ်ဒါ့အပြင်မွန်ပြည်နယ်တန်ဖြူစရဲမြို့နယ်ရဲတော်ရွာတစ်ဖုန်ကြီးကျောင်းအနီးမှာယာယီခိတ္တနားနေတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ကို drone နဲ့ဗုံးကျဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်းတောင်ညိုစစ်ကြောင်းထံကနေပြီးတော့သိရှိရပါတယ်။ဩဂတ်စ16ရက်နေ့မနက်9:00နာရီအချိန်ကတန်ဖြူစည်ရမြို့နယ်ရဲတကောင်ယွာတစ်ဖုန်ကြီးကျောင်းအနီးမှာခိတ္တနားနေတဲ့အချမ်းဘတ်စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များက drone နဲ့ဗုံးကျဲတိုက်ခိုက်ရာအချမ်းဘတ်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုကာကွယ်ဝင်ကြီးဌာနပြည်သူ့ကာကွယ်တပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဒေသခွဲအမှတ်3မှာရှိတဲ့တောင်ညိုစစ်ကြောင်း P2 9906နဲ့ KNLA တပ်ရင်း29ဘူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့တော့လဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခက်ခဲတွေကြားတဲ့ကနေပြီးတော့နေ့စဉ်တင်ဆက်ပေးနေတဲ့ Revolut Burma News Channel ကို Like နဲ့ Subscribe လုပ်ပေးခြင်းအပြင်တော်လိုင်းရဲကိုကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ အခုလိုမျိုး like and subscribe လုပ်ပေးခြင်းဟာမြေပြင်ကရဲဘော်များနဲ့စစ်ပေးဆောင်ပြည်သူများကိုတစ်ဖက်တစ်လမ်းကနေပြီးတော့လှူဒန်းပေးနေခြင်းဖြစ်တဲ့အတွက် like and subscribe လုပ်ပေးကြသူတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ကန်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီးတော့ပြည်သူဝိုင်းပစ္စည်းများအလုံးကိုကားနဲ့တင်ပြီးတော့ယူဆောင်သွားပြီးယူဆောင်ခြင်းမရှိတဲ့ပစ္စည်းများကိုရိုက်ခွဲဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ19ရက်နေ့မွန်လယ်နန္ဒာရီကမှမြင်းကြံမြို့နယ်ကြောက်ကန်ရွာကိုကြေးရွာသားပြူစောတိနှောက်ဦးဖြစ်တဲ့လှမိုးနဲ့တင့်ဆွေဆိုတဲ့သူကခေါ်လာတဲ့ လေတဲ့ရွာနဲ့ညောင်တို့ရွာကပြူစောတိများနဲ့အကြံဘက်စစ်သားအင်အား80ခန်းကဝေရောက်စီးနင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီအကြံဘက်စစ်ကောင်စီတပ်သားများဟာကြေးရွာအတွင်းမှာရှိတဲ့၎င်းတို့မိရှုဖြတ်စည်းနေတဲ့အချိန်မှာမိမလောင်မဲနဲ့ကြံနေခဲ့တဲ့နေအိမ်တရာခန်းကစံအိမ်များစီပုံးများထိုင်ကုန်များ တန်တိုတန်ဆများပါမကြံကားပေါ်တင်ပြီးတော့ယူဆောင်သွားပြီး၎င်းတို့ယူဆောင်ခြင်းမရှိတဲ့ပစ္စည်းများကိုရိုက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ကြောက်ကန်ရွာဟာဇူလိုင်လ15ရက်နေ့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများမိရှုဖျက်ဆီးခဲ့တဲ့အတော့အင်ဂျီ200ခန့်မိလောင်ဖျက်ဆီးသွားခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီခြေရွာဟာအင်ဂျီ300ခန့်ရှိတဲ့ခြေရွာဖြစ်တယ်လို့သိရပါတယ်။ ရွာမှာရှိတဲ့အင်ဂျီကကွက်တဲ့နောက်တိုးနယ်ရောဆို300လောက်ရှိပါတယ်အင်ဂျီ200လောက်ကစစ်ခွေးတွေမီးရှို့လို့ပြာကျသွားပြီးရွာမှာမီးမလောင်ပဲကြံနေခဲ့တဲ့ပြည်သူတွေမနေရတဲ့နေအိမ်တွေကိုစစ်ခွေး80လောက်ကဝင်းအောင်စီးနေပြီးတော့စံအိတ်တွေစီပုံးတွေနဲ့တန်တိုတန်စားတွေကိုလည်းရောင်းစားဖို့အကုန်လုံးယူသွားပါတယ်ယူလို့မရတဲ့ဟာတွေကိုဖျက်ဆီးသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ငူမြို့နယ်အုတ်တွင်းကျွဲဝဲတောင်ငူထန်းတပင်ကျေးရွာများကလူငယ်များကိုစစ်ကောင်စီကအိမ်ပေါ်အထိတက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေပြီးတပ်သားတဲ့စုဆောင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တင်ဘာလမှာဖွင့်လှစ်မယ်စစ်မှုထမ်းတင်တန်းအတွက်တပ်သားတဲ့များစုဆောင်းလို့မရတဲ့အတွက် စစ်တပ်နဲ့ကြေးရွာအုပ်ချုပ်ရေးမှုအဖွဲ့များကကြေးရွာအတွင်းမှာပေါ်တာဆွဲဖမ်းဆီးမှုများကိုနေရောညပါလှုပ်ဆောင်လာတယ်လို့သိရပါဗျ။ရခင်ကလမ်းစုံနဲ့ရွာဝင်ထွက်များရွာသာလူငယ်များကိုဖမ်းဆီးကြတော့လေယခုအခါမှာကြေးရွာများအတွင်းကိုဝင်ရောက်ပြီးတော့နေအိမ်များပေါ်အထိကိုတက်ရောက်ပြီးတော့လူငယ်များကိုဖမ်းဆီးနေတယ်လို့သိရပါဗျ။လေထဲသွားရင်လည်းလိုက်ဖမ်းတယ်။နေကင်းကြီးအိမ်ပေါ်မှာအိတ်နေတော့မှအိမ်ပေါ်အထိဝင်ဖမ်းတယ်လမ်းဖြတ်သွားရင်လည်းဖမ်းတယ်အသက်အရွယ်လည်းမရွေးဘူးငွေပေးနိုင်တဲ့သူတွေဆိုရင်တော့ပြန်လွတ်ပေးတယ်တချို့ဆိုပတ်သက်မလိုက်နိုင်လို့အုတ်တွင်းစစ်တပ်နဲ့အကြောင်းမှာတပ်သားတွေအဖြစ်နဲ့ရောက်ကုန်ကြတယ် ကလေးအဖေပါဆိုရင်လည်းမရဘူးစိတ်ဝေဒနာရှင်လို့ပြောလည်းမရဘူးဆေးပါအောင်ဘူးဆိုရင်လည်းမလွတ်ပေးဘူးကားလမ်းတွေပေါ်ကနေစောင့်ပြီးဖမ်းတယ်ရွာထိတ်ဇရက်တွေတာတမန်တွေကနေစောင့်ပြီးဖမ်းတယ်တခါတလေဆိုရင်အရွက်ဝတ်တွေနဲ့ပါဖမ်းနေကြတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်စစ်ကောင်စီကအခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးမှုများအရှိန်ဟုန်မြင့်တယ်နေတဲ့ကြီးရွာများကလူငယ်များဟာထွက်ပြေးနေကြရတဲ့အပြင်ပုံမှန်လှုပ်ရှားသွားလာနေတဲ့လုပ်ငန်းများဟာလည်းရပ်ဆိုင်ထားရတယ်လို့သိရပါတယ်နောက်ဆုံးဘသူမှအပြင်မထွက်ရဲကြတော့ဘူးရွာတွေအိမ်တွေထဲလည်းဝင်ဖမ်းနေကြတယ် မြို့ပေါ်တက်ဈေးဝယ်လို့လည်းမရဆေးရုံဈေးကန်တွားပြလို့လည်းမရအုတ်တွင်းကျွဲပွဲတောင်ကူထမ်းတပယ်အကုန်ဖမ်းနေတာစစ်တောင်းမြစ်ထဲမှာလည်းလေစိတ်တွေအကုန်ပိတ်ကုန်ပြီလို့ကျွဲပွဲချေးရွာကပြည်သူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီကအခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးမှုများမခံချင်ပါကတရွာကိုလူငယ်အ ਨੇ စုံ9ဦးကနေ10ဦးအထိတပ်သားတဲ့အဖြစ်နဲ့လာစဉ်ပေးမယ်ဆိုရင်ပေါ်တာဆွဲဖမ်းဆီးမှုများကိုရပ်တန့်ပေးမယ်လို့ချေးရွာပြည်သူများကိုချိန်ချောက်အသိပေးလာကြောင်းတင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတန်တာယာဝတီခရိုင်မှာအချမ်းဘတ်စစ်တပ်က9ရက်တာအတွင်းမှာပြည်သူ145ဦးကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေကြက်390နဲ့လိုက်ရွေးတဲ့သူများကိုပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ15ရက်ကနေစတင်ပြီးတော့အချမ်းဘတ်စစ်ကောင်စီကတာယာဝတီခရိုင်အတွင်းမှာရှိတဲ့လက်ပတန်းမြို့နယ်ကပြည်သူ30ကျော်၊မင်းလာမြို့နယ်ကပြည်သူ90ကျော်၊အုတ်ဖို့မြို့နယ်ကပြည်သူ30ကျော်၊ကျိုးပင်ကောင်မြို့နယ်ကပြည်သူ20ကျော်နဲ့ဇီးကုန်းမြို့နယ်ကပြည်သူ15ဦးကျော်တို့ကိုပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တာယာဝတီခရိုင်မှာအချမ်းဘတ်စစ်တပ်က ခါစစ်သားတဲ့စုဆောင်ရမှာလူပြေချင်းမရှိတဲ့အတွက်ကြောင့်တမျိုးနယ်ကိုလူ60ပေါ်တာဆွဲဖမ်းဆီးရန်ညွှန်ကြားထားတယ်လို့သိရပါတယ်။အခုလိုညွှန်ကြားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကအိမ်များမှာရှောက်တဲ့ခင်ဖမ်းဆီးခြင်းလမ်းဆောင်လမ်းဝများမှာဖမ်းဆီးခြင်းနဲ့နေအိမ်ထဲအထိကိုဝင်ရောက်ပြီးတော့ဖမ်းဆီးခြင်းများကိုလည်းဇက်တိုက်ပြုလုပ်ခဲ့ပြီးတော့ဖမ်းဆီးခဲ့တဲ့သူများကိုငွေကျပ်3000နဲ့လိုက်ရင်းပြန်လွှတ်ပေးတယ်လို့သိရပါတယ်။ဘကိုးတိုင်းအနောက်ချမ်းမှာပေါ်တာဆွဲတာတော်တော်ဆိုးနေပြီး ်ဩဂတ်စ်လ15ရက်နေ့ကစပြီးတော့စစ်ခွေးတွေပေါ်တာဆွဲနေတာအုပ်ကြီးတွေကတဆက်တတားတဲ့စုတာလူမပြည့်လို့ဆိုပြီးတော့တာယာဝတီခရိုင်ကတမျိုးနယ်ကိုလူ60ပေါ်တာဆွဲဖို့ညွှန်ကြားထားတယ်လမ်းဆုံးလမ်းခွာမှာလည်းဖမ်းတယ်မြို့ပေါ်မှာရောရွာဘက်မှာပါအိတ်ကြီးကအဖြူနဲ့ရှောက်တခင်လိုက်ဖမ်းတာတွေရှိတယ်ငွေပေးရင်တော့ပြန်လှုပ်ပေးတယ်ပေးရတဲ့ငွေပမာဏက30ကနေ350အစားစားပဲအိမ်ပေါ်အထိပါလိုက်ဖမ်းနေလို့ယောက်ျားလေးတွေဆိုအိမ်ထဲမှာမနေရကြတော့ဘူးပြည်သူတွေဘာလုံးမှမလုံနိုင်ကြပဲနဲ့ကြာရင်အကုန်ငတ်ကုန်တော့မယ်ယောက်ျားလေးဆိုရင်အသက်60ကျော်တာတောင်မှစစ်တပ်ကအလို့မပေးပဲ ဖမ်းနေတာလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းတန့်ဆယ်မြို့မှာရဲစခန်းကရဲဒုတက်ချက်တအူးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ20ရက်နေ့မှာတန့်ဆယ်မြို့မှာရဲစခန်းကရဲဒုတက်ချက်တအူးဟာလက်နက်များကိုယူဆောင်လာပြီးတော့ Freedom Revolution Force FRF နဲ့မင်းကင်းရင်းနှစ်ပူးပေါင်းအဖွဲ့ထံမှအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရဲဒုတက်ချက်ကိုတော်လိုင်းတပ်ဖွဲ့များကလုံခြုံတဲ့နေရာအထိကိုတွားရောက်ပြီးတော့ခေါ်ဆောင်ပေးခဲ့ကြောင်း Freedom Revolution Force FRF အဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အလင်းဝင်လာတဲ့ရဲဒုတက်ချက်ဟာ G3 တနက်တလဲ G ပေါင်းနှစ်ခု 7.62G 183တောင်း 5.56G တတောင်း 9mm pistol G 8တောင်းကိုလုံးရှော့ဂန်း G တတောင်းလက်ပစ်ပုံတစ်လုံးနဲ့လက်ထိပ်တစ်ခုတွဲနဲ့အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ